လူမှုဆိုင်ရာငွေသုံးဆွဲမှုနဲ့အင်ချမ်မြေအပိုင်းကဏ္ဍကိုချိန်ရွယ်တဲ့ဗန်နာရေးအစီအမံတွေကတစင်းတရုတ်ရဲ့စီးပွားရေးကိုပြန်လည်ဟန်ချက်ထိန်းညှိခြင်းကငွေကြုံမှုဆိုင်ရာဖိအားကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်စေလိမ့်မှာဖြစ်တယ်လို့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကအောက်တိုဘာလ14ရက်နေ့မှာပြောလိုက်ပါတယ်။တချိန်ထဲမှာပဲလာမယ့်နှစ်မှာတရုတ်ရဲ့စီးပွားရေးတိုးတက်မှုနှေးကွေးမယ်လို့လည်းခန့်မှန်းထားပါတယ်။ ပေကျင်းဟာပြီးခဲ့တဲ့နှစ်တွေအတွင်းအိမ်တော်စုငွေသုံးဆွဲမှုပိုင်းကျဆင်းနေမှုအပေါ်ပြောင်းပြန်လှန်ဖို့ကြိုးပမ်းထားခဲ့ပြီးအိမ်ချမ်းမြေဈေးကွက်ထဲကျွေးမီအကျက်အတဲနဲ့ကုန်သွယ်ရေးကဏ္ဍမှာရှိတဲ့ပြပဆိုင်ရာဝရုံးသုံးကားဖြစ်မှုတို့ကလည်းစားသုံးသူသုံးဆွဲသူတွေကို၆လှန်နေခဲ့ပါတယ်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ကမ္ဘာစီးပွားရေးအလားအလာအစဉ်ခန်းစာအရကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့တရုတ်မှာပြည်တွင်းဝယ်လိုအားအားနည်းခြင်းကိုမှတ်ချက်ပြုထားပါတယ်။ ။ဩဂတ်စ်လကစားသုံးသူဈေးစနှုန်းတွေဟာ6လအတွင်းအများဆုံးနှုန်းနဲ့ကျဆင်းခဲ့ကြောင်းတရားဝင်ကိန်းဂဏန်းတွေအရသိရပါရယ်။အော်တိုဘာလ15ရက်နေ့မှာထွက်ပေါ်လာမယ်လို့မျှော်လင့်ရတဲ့ဒေတာတွေအရစက်တင်ဘာမှာဘလို့ပဲပုံဖြစ်ခဲ့တယ်ဆိုတာကိုပြသမှာဖြစ်ပါရယ်။အဲ့ဒီအကြက်တဲတွေကို ထောက်ဆရင်တရုတ်ရဲ့ဗန္ဒာယီမူဝါဒရည်တည်ချက်အရစီးပွားရေးကို ထောက်ကူဖို့တိုးတက်မှုလိုလားတဲ့တင့်လျော်တဲ့ငွေသုံးဆွဲမှုကိုအသုံးပြုနေတယ်လို့ IMF ကပြောပါတယ်။ ဒါပေမဲ့တရုတ်ရဲ့လက်ရှိမူဝါဒတွေဟာလာမယ့်နှစ်တွေအတွင်းကျွေးမီနဲ့ GDP အချိုးမြင့်တက်ခြင်းကရှောင်လွဲဖို့လိုအပ်တဲ့ရည်တည်ချက်ကနေဆက်လက်သွေးဖယ်နေမှာဖြစ်တယ်လို့ IMF ကအတည်ပြုပါတယ်။ တရုတ်အတွက်လူမှုငွေသုံးဆွဲမှုနဲ့အင်ချမီကဏ္ဍအပေါ်ထူအာယုံစိုက်တဲ့ဗန္ဒာရဲ့အစီမံတွေကနေတဆင့်အပါအဝင်အိမ်တော်စုငွေသုံးဆွဲမှုနဲ့ပတ်သက်ပြီးပြန်ပြီးဟန်ချက်ညှိတာနဲ့စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒတွေကိုပြန်လျှော့ချတာကသွင်းကုန်ထုတ်ကုန်ကြားကွာဟမှုကိုရောကြစေမှာဖြစ်ပြီးပြည်တွင်းငွေကျုံ့မှုဖိအားတွေကိုပြေလျော့စေမှာဖြစ်တယ်လို့ IMF ကပြောပါတယ်။ တစ်ချိန်တည်းမှာပဲတရုတ်ရဲ့တနှစ်တာတိုးတက်မှုနှုန်းဟာ2025ခုနှစ်မှာတနှစ်ထက်တနည်း4.8ရာခိုင်နှုန်းကိုရောက်မှာဖြစ်ပြီးအဲဒီနောက်လာမယ့်နှစ်မှာ4.2ရာခိုင်နှုန်းကိုနှိကွေးမယ်လို့ IMF ကခန့်မှန်းပါတယ်လာမယ့်9နှစ်အတွက်နိုင်ငံစည်းဝေးရေးဥတီယာလမ်းကြောင်းကိုခေါင်းဆောင်တွေကအစီအစဉ်ဆွဲမဲ့တရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့အဓိကနိုင်ငံရေးစုဝေးပွဲတစ်ခု လာမယ့်အပတ်မှာဘေကျင်းမှာပြုလုပ်ဖို့ရှိတဲ့အချိန် IMF ကအခုလိုအကြံပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။